အရာသာတကားအရာသာတည်းမှဘေအရာသာသည်အမျက်ဆုံးအချို့ဆုံးအကောင်းဆုံးအရာသာလေတဲ့အဲ့ဒါကိုမြတ်စွာဘုရားပြည်တော်မူပုံကလေးသစ္စာဝိသတုတရရတနာဒေဝဗုဒ္ဓသီလူရင်းနဲ့မေလျှောက်လာတဲ့ဩနတာသတ္တနာအရာသာတကားအရာသာတို့တွင်သစ္စာမှန်ကန်ခြင်းဆိုတဲ့သစ္စာတရားသည် တန်တုတရာအကောင်းဆုံးအချို့ဆုံးအရသာမိပါပြီတဲ့အရသာတကအရသာထဲမှာအကောင်းဆုံးအရသာသည်သစ္စာတရားပဲတဲ့ဟုတ်ရလားသစ္စာတရားပဲတဲ့သစ္စာတရားဆိုတော့ဒီနေရာမှာမင်းတို့ဆိုတော့ဘုရားကြီးကသစ္စာဆိုတာနဲ့ပတ်သက်ပြီးတော့၃မျိုးလောက်အဓိပ္ပာယ်ဖွင့်ဆိုတယ်မိသက်ရေလေးလေးနက်နက်မှတ်ရအောင်တရားကလေးနက်တဲ့အပိုင်းလေးကိုရောက်ရောက်လာတယ်နော် ံပါတ်၁။သစ္စာဘာပြောလဲဆိုတော့ဝစီသစ္စာတဲ့။ဝစီသစ္စာဆိုတာကမိမိရဲ့နှုတ်ကထွက်တဲ့စကားကမှန်လို့မဟုတ်ဘူးမှန်နေတာ။ငါသည်အမိဤသမီးမှန်မာဤမမှန်ဘူးလား။မှန်ပါရဲ့ဗျာ။ဘယ်သူမှမငြင်းနိုင်ဘူးနော်။အေးငါသည်အမိဤသားမှန်မာဤမှန်တယ်နော်။အေးအဲ့ဒီလိုမျိုးစကားမျိုးကိုဝစီသစ္စာလို့ဆိုတယ်။ဆိုကြပါစို့ပေတတ်တို့ရှင်းအောင်ပြောရရင် ။ဥရှင်တို့ဘုရားလောင်းငုံမဲ့တစ္ဆာပြုတဲ့ကြားဘူးတယ်နော်။တော်မီတွေလောင်းလာတော့အမေဖြစ်ဖြစ်တဲ့ဟက်ဖို့နဲ့ဟက်မကပြစ်သွားတော့ဘုရားလောင်းလေးကမိတွေကို ကြည့်ပြီးတော့ငါမှတဲ့အတောင်ပိုင်းရှိပါတယ်ဒါပေမဲ့ငါမပြန်နိုင်လေးပါဘူး။မမခြေတော့တည်တော့ရှိပါလေဒါပေမဲ့ငါမပြေးနိုင်သေးပါဘူးအမေဒီကလည်းပြစ်ပြေးပါပြီအီမန်နဲ့တစ္ဆာစကားကြောင့်တော်မီကြီးရပါအဲ့ဒီလိုစကားမျိုးကိုဝစီတစ္ဆာလို့ခေါ်တယ် မှန်တဲ့စကားကိုပြောတာသူကလည်းစွန့်တယ်နော်အဲ့ဒါလို့မှန်တာလေးမြန်ပြောရရင်အရသာရှိတယ်ကြားရတဲ့လူလည်းအရသာရှိတယ်အပေါ်ဒီအလိုနဲ့ကြွားတာတွေဝါတာတွေပြောရင်အင်မတန်နာခါတယ်ဟုတ်ရဲ့လားမှန်ကန်တဲ့စကားဒီပြောတဲ့လူရဲ့နှုတ်ကိုလည်းအရသာရှိသေးတယ်ကြားရတဲ့လူရဲ့နားကိုလည်းအရသာရှိသေးတယ်ဒါဝစီတစ္ဆာပဲရှိသေးတယ်နော် now တစ္ဆာတစ်မျိုးကဝိရတိတစ္ဆာတဲ့ ဝိရတိတစ္ဆာဆိုတာကပေတတုသောတော်တုံးကစောင့်ထိန်လိုက်တဲ့မှုတဝါဒဝေရမဏိလိန်ညာတဲ့ဇကားကနေရှောင်ကျင်တာဟုတ်ရလားဆိုကြပါစို့ဦးဇင်းတို့အထုအထိပ်ပြောရရင်တရားယုံနေမှာဘဇူတွေပါပဲဖြစ်ဖြစ်မှန်တာကိုပဲပြောမယ်တသိမှားရင်တာတွေမလိုက်ဘူးဟုတ်လားအကုန်လုံးကိုမှန်တဲ့ဘက်ကပဲရက်တည်ပဲနော် တိလျက်နဲ့ချွတ်ရင်းတဲ့ဇာကကိုဘယ်တော့ခါကာလမှာမပြောဘူးအဲ့ဒါဝိရတိသစ္စာအဲ့ဒီသစ္စာဒီလည်းပဲအင်မတန်ချိုတယ်ဟုတ်ရလားအေးဒါကတော့ဇကားနဲ့ပတ်သက်တဲ့သစ္စာပေါ့အင်မတန်အရေးကြီးပါတယ်ဒီသစ္စာဒီသစ္စာတွေလောကကြီးမှာစိတ်သုံးနေလို့နေရထိုင်ရတာအရာသာတွေနေနေတာဗျလူတွေတယောက်နဲ့တယောက်ပေါင်းသင်းရတာဆက်ဆံရတာအရာသာသိမရှိဘူး ဘာဖြစ်လို့တုံးဆိုတော့တစ္ဆာမှာတိတ်မရှိပဲကိုဟာနေနဲ့ဆက်ဆံနေကြတာအပေါ်ယံနေနဲ့ဆက်ဆံနေကြတာဟုတ်ရလားနော်စကားတွေကယာနှုံးကြီးမမှန်ဘူးတယောက်ကိုတယောက်ယာနှုံးကြီးမယုံကြည်ရဘူးငါ့ကိုလိမ်ညာလိမ်နေတာလားလို့တွေးနေရတယ်ဟုတ်ရလားအဲ့ဒါလိုတယောက်နဲ့တယောက်ဆက်ဆံကြတာဟာဥစဉ်ထင်ပါလေမျက်နှာအစ်စ်ကိုမပြဘဲနဲ့မျက်နှာဖုံးနေနဲ့ဆက်ဆံနေတယ်လို့ထင်တာပဲအဲဒီကမကြီးဟုတ်လားအဲ့ဒါဟုတ်တယ်နော် မျက်နာတွေကအပြောင်းလဲကအင်မတန်များတယ်ရှိတဲ့လူနဲ့တွေ့တော့တစ်မျိုးမရှိတဲ့လူနဲ့တွေ့ရတစ်မျိုးကိုယ့်ရဲ့သားလည်းလို့ထင်တဲ့လူနဲ့တွေ့တော့တစ်မျိုးကိုယ့်အောက်ကြတဲ့လို့ထင်တဲ့လူတွေနဲ့တွေ့တော့တစ်မျိုးအမျိုးမျိုးပဲဒီမျက်နာမူကိုသိပြီးတော့မသိဘူးဟုတ်ရဲ့လားအဲ့လိုမျိုးအတွေးမိတာတွေရှောက်ပြောတာပါအဲဒီကမာကြီးတွေအဲ့တော့လောကကြီးမှာအရာသာတွေကအဲ့ဒါကြောင့်နေနေတာနော်ပေါင်းတင်ဆက်ဆံရတာစိတ်မချရမှာတော့ဘယ်အရာသာရှိတော့မှာလဲ စိတ်ချရတာအင်မတန်ကောင်းတယ်ခုတယောက်ကိုတယောက်ရာနှုံးပြီးစိတ်မချရဘူးငါ့မြဘလို့များပါပါများလှီးသွားမှလည်းစဉ်းစားရတယ်ဟုတ်လားဒါပါတော့အဲ့တော့သစ္စာပဲနှမျိုးရှိပြီတော့နှမျိုးရှိပြီနောက်ထပ်တစ်မျိုးကပရမတ္ထသစ္စာတဲ့ပရမတ္ထသစ္စာဆိုတာနိဗ္ဗာန်ပြောတာနိဗ္ဗာန်ချမ်းသာကိုပြောတာနိဗ္ဗာန်ချမ်းသာဆိုတဲ့ပရမတ္ထသစ္စာဒီအရာတာတကအရာတာထဲမှာအကောင်းဆုံးအရာတာပဲ ဟုတ်ရလားကုသိုလ်ကြပါစို့တရားဓမ္မတို့ဥစဉ်တည်းတည်းနိဗ္ဗာန်ဆိုတဲ့အရာသာကိုမခံစားဘူးသေးတော့လက်ဝဲမပိုင်သေးတော့ဒါတင်စားပြောတာပေါ့နော်အဲ့လိုမိမိရရမခံစားဘူးသေးတော့ကြံတဲ့အရာသာတွေကိုအကောင်းထင်ပြီးတော့ရှားနေရတာသူတက်ကောင်းတဲ့အရာသာတွေကိုမတွေ့သေးတော့ဒီအရာသာနဲ့ချိလက်နေရတာပေါ့မြင်ရင်အရာသာရှိနိုးနိုးကိုမြင်နေတာလေးမြင်လိုက်ရရင်ကိုကြားနေတာလေးကြားလိုက်ရရင်အရာသာရှိနိုးနိုး စားကျင်တာလေးစားလိုက်ရရင်ရတာရှိနူးနူးကောင်းနူးနူးနဲ့စားငံကြီးကိုတောက်မိတဲ့လူလိုနောက်တစ်ခွက်တောက်လိုက်ရင်တော့အငက်ပြေတံကောင်းရဲ့ကျင်လက်မှုရတံကောင်းရဲ့နောက်တစ်ခွက်တောက်လိုက်ရင်တော့ကျင်လက်မှုရတံကောင်းရဲ့ဗိုက်တာကဲလာတယ်ပိုးပြီးတော့စားတာစားလာတယ်ကျင်လက်မှုကမရလိုက်ဘူးအကောင်းဆုံးအရာတွေမှာမဟုတ်ဘဲဟုတ်ဒါဥစဉ်တို့လည်းဒီတိုင်းပါပဲနော်မြင်ရင်ကောင်းလို့နူးကြားရင်ကောင်းလို့နူးဒီအာယုန်ကြီးရဲ့အရာတာကိုပဲအကောင်းတင်ပြီးတော့လိုက်နေရတယ် ဘာလို့သူ့ကိုအကောင်းထင်နေတာလဲသူ့ထက်ကောင်းတာမှကိုမမခံစားဘူးသေးပဲနဲ့နှိုင်းရှင်စရာမရှိဘူးဒကာဓမ္မတို့ဦးဇင်းတို့မှာတခုတည်းပဲများသောအဖြစ်ကြိုက်ကြိုက်မကြိုက်ကြိုက်ဒါပဲဟုတ်လားတဲ့တဲ့ပြောတာနော်ကိုဘက်မှာဒီနိဗ္ဗာန်ချမ်းသာကသိကောင်းပါလေလို့ဟာဒါတိတ်မကောင်းဘူးဟိုမှာမကောင်းနေလို့ကိုမှနှိုင်းရှင်ပြီးတော့ရွေးချယ်စရာမရှိဘူးဖြစ်နေတယ် ဒါကအရိယာမဖြစ်သေးသမျှနိဗ္ဗာန်ရဲ့အရာကိုအဲ့ဒါလိုမျိုးခိုင်ခိုင်ပါမှဘယ်လိုလုပ်ခံစားမှာတုံးဟုတ်ရဲ့လားအေးဝိပဿနာတရားလေးပါလေးပွားများအထုလို့တရင်ကကိလေသာငြိမ်းလို့တရင်ကစိတ်ချမ်းသာမှုကလေးတွေတော့လူတိုင်းရဘူးတာပေါ့ဟုတ်လားလူတိုင်းဒီပါရဘူးကြမှာပါနော်အေးအဲ့ဒီအရာကတောင်မှမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်စားရတာလည်းမဟုတ်ဖင်းနဲ့ဩအေးချမ်းလိုက်တာစိတ်ထဲမှာတချို့များဆိုရင်မျက်ရည်တောင်တောက်တောက်ကြတယ် နော်စဉ်းစားကြည့်နော်စဉ်းစားကြည့်နော်တရားရဲ့အရာတာဒါနိဗ္ဗာန်အစစ်ရဲ့အရာတာမဟုတ်သေးဘူးဟုတ်လားမြင်ရတာလည်းမဟုတ် ကြားရတာလည်းမဟုတ်ဘဲနဲ့ဘယ်နဲ့ကြောင့်အဲ့ဒါလောက်ကြီးကောင်းတယ်လို့စိတ်ထဲမှာခံစားလိုက်ရတယ်လေကောင်းလို့မဟုတ်ကောင်းတယ်လို့ခံစားလိုက်ရတာပေါ့ဟုတ်ရဲ့လားအေးအဲ့ဒီတော့အရာသာတကအရာသာထဲမှာနိဗ္ဗာန်ရဲ့အရာသာဒီအကောင်းဆုံးဆိုတဲ့ဇာတ်လေးကိုသဘောပေါက်ဖို့လိုတယ်။ဒီတော့နိဗ္ဗာန်ဆိုတာဘာလဲ။နည်းနည်းတော့ပြောကြအောင်ဆိုဗျ။မြတ်စွာဘုရားတဲ့တဲ့ဖြေထားတယ် နိဗ္ဗာန်ဆိုတာဘာလဲဆိုရင်လေယာကကင်းတဲ့အခိုက်အတန့်ဟုတ်လားယာကကင်းရာဒေါသကင်းရာမောဟကင်းရာအဲ့ဒါနိဗ္ဗာန်လေတဲ့ဟုတ်လားအဲ့တော့ဆိုလိုတာက ဒါလေးကိုဥစဉ်ကလူငယ်တွေအတွက်ရည်ရွယ်ပြောတာနော်ကိုယ်တန်တန်မှာဆွဲလန်းမှုတွေမမောမှုတွေမကျဉ်းနှံ့မှုတွေအလိုမကျမ်းမှုတွေတွေးဝေမိုင်မဲမှုတွေတရင်ကငင်းအောင်လုပ်နိုင်အဲ့ဒီအချိန်မှာတရင်ကနိဗ္ဗာန်ရတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒီအချိန်မှာမချမ်းသာဘူးလားချမ်းသာတယ်ဒါဥစဉ်တို့တကယ်သစ္စာလေးပါထွထွင်းသိမြင်တဲ့မဉ္ဇဉ်ပူဉ္ဇဉ်နဲ့နိဗ္ဗာန်ကိုအာရုံပြုရတဲ့နိဗ္ဗာန်မျိုးမဟုတ်သေးပါဘူးဟုတ်ရဲ့လား ်အဲ့ဒီနိဗ္ဗာန်ဆိုရင်ဘယ်လောက်ကောင်းမလဲဒါစဉ်းစားရဘုရင်တို့မြတ်စွာဘုရားမာဂန္ဒီပြဝိုက်ကြီးကိုဟောထားတဲ့စကားတော်တွေကိုစုပြီးတော့မာဂန္ဒီယတုတ်တန်ဆိုပြီးတော့မေဇိမနိကေမှာရှိတယ်ဗျအဲ့ဒီမေဇိမနိကေမှာပြောထားတဲ့စကားစကားတွေအများကြီးတဲကဒီနေရာနဲ့ဆက်ဆိုင်တဲ့စကားလေးတစ်လုံးဦးဇင်းပြောပြခြင်းလေမြတ်စွာဘုရားပြောတာငါတဲ့ဒီနိဗ္ဗာန်ရဲ့ချမ်းသာတစ္ဆာလေးပါးကိုထုတ်ထွက်မသိခင်တုန်းက ငါလည်းပဲမြင်ရင်းဟာကောင်းမလားကြားရတာကောင်းမလားဆိုပြီးတော့အဲ့ဒီအာယုန်တွေကိုအမျက်တနှိုးနဲ့အများကြီးလိုက်ပြီးတော့ငါအများကြီးခံစားခဲ့တာပဲတဲ့ကျေတော်တဲ့အမှုပြုတဲ့မောင်မောင်များစွာနဲ့ဟုတ်လားနှွေကမိုးကဆောင်းကထိနှန်းကြီးစီစဉ်အမျိုးမျိုးမျက်စွာဖျားမခံစားခဲ့ဘူးလားဖျားလောင်းခံစားခဲ့တယ်ဒါပေမဲ့တဲ့ငါတရားချမ်းသာကိုလည်းသိပြီဆိုတာနဲ့တပြိုင်နက်တည်းဘေးမှာကာမချမ်းသာကိုခံစားနေတဲ့လူတွေကိုမြင်တော်လည်းပဲ အဲ့ဒီကာမရဲ့အရာတာကိုခံစားလိုတဲ့စိတ်တောင့်တတဲ့စိတ်ငါတန်တန်မှာတစ်ခဏလေးတစ်ခါလေးတောင်မှဖြစ်ပေါ်ပြီးတော့မလာဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကာမချမ်းသာတဲ့အစာပေါင်းများစွာတာလွန်နဲ့နတ်တို့ရဲ့ချမ်းသာတဲ့တောင်တာလွန်နဲ့အရဟတမအရဟတဖို့ဉာဏ်ရောက်ဖြစ်တဲ့ဟုတ်လား။ဦးဇင်းတို့အရဟတဖို့ချမ်းသာအရဟတဖို့တမာတိနဲ့ရှင်နဲ့လို့ဒါရိုက်တော့အဲ့ဒါလိုပြောတာပေါ့နော်။ အေးနိဗ္ဗာန်ချမ်းသာကိုခံစားရတဲ့အတွေ့အကြုံအဲ့ဒီယုံညံ့နဲ့အောက်တန်းကြတဲ့ချမ်းသာကိုခံစားလို့စိတ်လည်းမရှိဘူးတောင့်တတဲ့စိတ်လည်းမရှိဘူးလို့မြတ်စွာဘုရားအဲ့လိုပြောဘူးတယ်ဒီတော့အဲ့ဒီစကားလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့အမိပြုတ်ပြီးတော့ဩဒုဗဝမှာတို့တကယ်လို့စွမ်းမယ်ဆိုရင်မြင်ခြင်းကြောင့်ကြားခြင်းကြောင့်နားခြင်းကြောင့်စားခြင်းထိခြင်းတွေ့ခြင်းကြောင့်ဖြစ်ပေါ်တဲ့အရာသာတွေဖြစ်ကောင်းတဲ့အရာသာကို ခံစားရအောင်လုပ်နိုင်ခွင့်တို့မှာရှိတယ်။ဒါကြောင့်မြတ်စွာဘုရားနဲ့သာသနာနဲ့တွေ့ကြုံနေတဲ့အခိုက်မှာအကောင်းဆုံးအရာသာကိုမီးဆန်းနိုင်တဲ့လူဖြစ်အောင်ငါတို့ကြိုးစားမယ်လို့ဒီစိတ်ကူးမျိုးလေးပေါက်ဖို့မလိုဘူးလား။မလိုဘူး။ဒါကြောင့်ဥစဉ်ဒီတတ္တိယမိဂုံးလေးကိုလည်းအိမေတန်သဘောကျတယ်ဒီအဖြေကိုလည်းပဲနော်အရာသာတကအရာသာထဲမှာနိဗ္ဗာန်အရာသာဆိုတဲ့ပရမတ္ထသစ္စာသည်အကောင်းဆုံးအရာသာပဲတဲ့ အဲ့ဒီပရမတ္ထသစ္စာအရာသာကောင်းနေဆိုတာကိုနားလည်တာနဲ့တကြိုင်နဲ့ထင်းသောတော်တုံးကဝစီသစ္စာဝိရိဒိသစ္စာဆိုတဲ့အကောင်းတွေကိုလည်းမိမပြင်းနဲ့နော်အေးမှန်မှန်ကန်ကန်ပြောဖို့မဟုတ်တာကိုမပြောဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုမျိုးသစ္စာတရားတွေရဲ့အရာသာကိုခံစားပြီးတော့နေမှသာနေရင်အကောင်းဆုံးရတာကိုခံစားရတဲ့လူလို့ဆိုလို့ရတယ်